မင်္ဂလာပါရှင်ကျမကတော့မှတ်နှမ်းအောင်လို့ခေါ်မလူလူပဲဖြစ်ပါတယ်ရှင်ကျမက TGNC ကုမ္ပဏီရဲ့အကြောင်းလေးနဲ့ market plan အကြောင်းလေးကိုလာရောက်ရှင်းပြခွင့်ရတဲ့အတွက်အရန်ကိုဝမ်းသာကုန်ယူမိပါတယ်ရှင်ကျမ GNC ကုမ္ပဏီမှာတနစ်ကျော်ဝင်ရောက်လာတဲ့ကို manager balance team ဆိုတဲ့ရာထူးကိုရရှိခဲ့ပါပြီရှင် ကျမဒီကုမ္ပဏီကိုမဝင်ရောက်လာခင်မှာဆိုလို့ရှိရင်ကျမအမျိုးသားရဲ့ကျမကြီးအခြေအနေအကြောင်းဒီကုမ္ပဏီကိုရောက်ရှိလာတာပဲဖြစ်ပါတယ်အမျိုးတရားဝင်ပြီးရောကျမတို့ဒီ JNC ကုမ္ပဏီရဲ့ထုတ်ကုန်ပစ္စည်းဖြစ်တဲ့ယုံဟုံတရုတ်တိုင်းရင်သက်စာကိုလာရောက်ပြီးတော့မိတ်ဆက်ပေးပါတယ်ယုံဟုံဆိုတဲ့တရုတ်တိုင်းရင်သက်စာကိုမိတ်ဆက်ပေးပြီးတော့လက်ဆောင်ပေးခဲ့ပါတယ်ရှင့် အဲ့ဒါနဲ့ကျမအမျိုးသားနေပြီးတော့ဒီယုံဟင်းတရုတ်တိုင်းတက်စာကိုတောက်တုံးပြီးရတဲ့အချိန်မှာဆိုလို့ရှိရင်ကျမရဲ့အလွန်ကိုကောင်းမွန်လည်လာခဲ့ပါတယ်အဲ့ဒါနဲ့ကျမနေပြီးတော့ TNC ကုမ္ပဏီကိုစိတ်ဝင်စားတာနဲ့ကိုလာရောက်ပြီးတော့လေ့လာခဲ့ပါတယ် TNC ကုမ္ပဏီဟာဆိုလို့ရှိရင်တည်ထောင်လာတာက14နှစ်ပြည့်ပြီးတော့15နှစ်ထဲကိုဝင်ရောက်လာပါပြီရှင် ဒါတင်မကသေးပါဘူး GNC ကုမ္ပဏီမှာဆိုလို့ရှိရင်ရုံခွဲပေါင်းကိုထိုင်းနိုင်ငံတစ်ခုတည်းနဲ့တင်90ကျော်ရှိသွားပါပြီအခုဆိုလို့ရှိရင်အာဆီယံနိုင်ငံတွေလည်းဖွင့်လှစ်ထားပါပြီရှင့်တတိမကရေးပါဘူးတခြားကုမ္ပဏီကနေပြီးတော့ GNC ကုမ္ပဏီကိုလာရောက်ဖူးပေါင်းတဲ့ကုမ္ပဏီပေါင်း100ကျော်ရှိသွားပါပြီရှင် GNC ကုမ္ပဏီဟာဆိုလို့ရှိရင်ကိုပိုင်ဆက်ယုံလည်းရှိတယ်လို့ကုန်ပစ္စည်းအမျိုးပေါင်း3000ကျော်ရှိပါလိမ့်ရှင် အမျိုးပေါင်း3000ကျော်ထဲမှာဆိုလို့ရှိရင်9အုပ်စုဖွဲ့ထားပြီးနေတယ်ရှင် ပထမအဆုံးအုပ်စုအနေနဲ့ကြတော့ကျန်းမာရေးနဲ့ပတ်သက်တဲ့ဖြစ်စီဖြစ်ပါတယ်။ဒုတိယကကြတော့အလပါနဲ့ပတ်သက်တဲ့ဖြစ်စီတွေ cosmetic တွေပဲဖြစ်ပါတယ်။နံပါတ်3ကကြတော့စိုက်ပျိုးရေးတုံးဖြစ်စီပဲဖြစ်ပါတယ်ရှင်။စိုက်ပျိုးရေးတုံးဆိုလို့ရှိရင်မျောစာတွေနဲ့ပတ်သက်ပြီးတော့အဆုံးရှိပါသေးတယ်ရှင်။ပလေးအုပ်စုအနေနဲ့လူတုံးကုံစာတုံးကုံပဲဖြစ်ပါတယ်။နံပါတ်5ကကြတော့ car maintenance ပေးတဲ့ဖြစ်စီတွေပဲဖြစ်ပါတယ်။ဒါတင်မကလေးပါဘူး GNC company ရဲ့ခိုင်မာမှုကိုပြတာတဲ့အနေနဲ့ ဒီထိုင်းနိုင်ငံမှာရှိနေတဲ့ Bangkok Bank ရဲ့ SCB Bank ရဲ့ဒီ Kasikorn Bank ရဲ့အဲ့ဒီ Bandung Bank နေပြီးတော့ကျမတို့ရဲ့ ID card ကိုထုတ်ပေးပါတယ်။ Commission ကိုနေ့စဉ်နေ့တိုင်းရှင်းပေးပါသေးတယ်။ရှင်အဲ့ဒီ ID card ကိုအတုံးပြုတ်ပြီး ATM အနေနဲ့လည်းအတုံးပြုတ်လို့ရပါတယ်ရှင်။အခုဆိုလို့ရှိရင် အောင်မြင်မှုရရှိသွားတဲ့ပုံကိုယ်တွေဟာဆိုလို့ရှိရင်ကုန်နံပါတ်ပေါင်း1000ကျော်ရှိသွားပါပြီရှင်။ ဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်ကျမတို့ကြည့်ကြည့်ရအောင်ဒီကုမ္ပဏီမှာဆိုလို့ရှိရင်ကျမတို့ဝယ်ယူရလွယ်ကူအောင်ဆိုပြီးတော့ JC shop ကိုလည်းအနေနဲ့ data အတီးတီးကိုဖွင့်လှစ်ထားပေးပါသေးတယ်ရှင့်ဒါတင်မကတိပါဘူးကျမတို့အိမ်ကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ JC အိမ်မက်အမည်နဲ့လဲအဲဖွင့်လစ်လို့ရပါတယ်ရှင် JC M shop ကားကိုအတုံးပြုပြီးတော့နေရာ data အတတီကိုတွားရောက်ပြီးဖြန့်ဖြူလို့ရပါသေးတယ်ရှင်နေရာမလိုဘူးဆိုင်ခန်းတွေမလိုဘဲနဲ့ Go Active ကားနဲ့အတုံးပြုပြီးတော့လည်းဖြန့်ဖြူလို့ရပါသေးတယ် JC မှာဆိုလို့ရှိရင် Coupon Shopping Mall လည်းရှိပါသေးတယ်ရှင် GNC ရဲ့ Coupon Shopping Mall ရဲ့ပထမဦးဆုံးကတော့ခါချိန်မှာဖွင့်လှစ်ထားပါတယ်အခုဆိုလို့ရှိရင်နေရာ data အတတီကို JC မှာဖွင့်လှစ်ဖို့အတွက်ကိုတည်ဆောက်နေပါပြီရှင် ကျမတို့သုံးပြီးသွားတဲ့ဝင်ငွေတွေကိုဝင်ငွေအဖြစ်လဲပြန်ပြီးတော့လဲပြောင်းလဲပေးပါသေးတယ်ရှင့် KS ဆိုလို့ရှိရင်ကျမတို့ GNC ကုမ္ပဏီရဲ့ပေးတဲ့ဒီရပိုင်ခွင့်လေးတွေကိုအကျိုးခံစားခွင့်လေးတွေကိုကျမတို့အဲလေ့လာကြည့်ကြရအောင် GNC ကုမ္ပဏီကိုစတင်ဝင်ရောက်ဖို့အတွက်ဘာမှမခဲရင်ပါဘူးရှင်ပထမအဦးဆုံးပတ်ငွေ450နဲ့ member ဝင်ရမှာဖြစ်ပါတယ်ပတ်ငွေ450နဲ့ကျမတို့ member ဝင်လိုက်မယ်ဆိုလို့ရှိရင်ထပ်မံပြီးတော့လဲသက်တမ်းတိုးစရာလဲမလိုပါဘူးအဲ့ဒီဟာကအမြဲတမ်းထော်ရရှင်တန်နေမှာပဲ ဖြစ်ပါတယ်။ကျမတို့ member ဝင်ဖြစ်သွားပြီဆိုလို့ရှိရင်ကုမ္ပဏီကနေပြီးတော့တဲ့ကျမတို့ကို JNC ကုမ္ပဏီထုတ်ကုန်ပစ္စည်းဖြစ်တဲ့ယုံဟုံတရုတ်တိုင်းရင်တက်စာကို လင်းတစ်တပလင်းပေးပါသေးတယ်ရှင့်ကက်တလော့ဆောင်းအုပ်နှစ်အုပ်ကိုလည်းပေးထားပါသေးတယ်ကုမ္ပဏီအကြောင်းနဲ့ကုန်ပစ္စည်းအကြောင်းပါတဲ့ကက်တလော့ဆောင်းအုပ်နှစ်အုပ်ကိုပေးပါသေးတယ်ရှင့်ကျွန်မတို့ရဲ့ကုတ်နံပါတ်ကိုလည်းထပ်ပေးပါသေးတယ်ရှင့်ကိုယ့်ရဲ့ကိုယ်ပိုင်ကုတ်နံပါတ်ကိုအသုံးပြုပြီးတော့လည်းနိုင်ငံတကာနဲ့ချိတ်ဆက်ပြီးရောရှင့်လည်းအလုပ်လုပ်လို့ရပါသေးတယ်ရှင့်စေးတက်တာစာဝယ်ယူလို့ရတဲ့ member စေးနှုန်းအတိုင်းလည်းဝယ်ယူလို့ရပါသေးတယ်ရှင့်ဒါတင်မကသေးပါဘူးနေ့စဉ်ဝင်ငွေနဲ့လစဉ်ဝင်ငွေဆိုပြီးတော့ GNC ကုမ္ပဏီကနေပြီးတော့ထပ်မံပြီးတော့ပေးပါသေးတယ် ရှင့်ကျမတို့ဒီ member ဝင်လိုက်တာနဲ့450ဝင်လိုက်တာနဲ့ကိုဒီလိုအခွင့်အရေးလေးတကူရရှိမှာပဲဖြစ်ပါတယ်။ကဲအဲ့ဆိုလို့ရှိရင်ကျမတို့ဝင်ငွေကိုဘယ်လိုရအောင်လုပ်ရမှာလဲဆိုလို့ရှိရင်ဝင်ငွေကိုရရှိဖို့အတွက်ကိုကုမ္ပဏီကနေပြီးတော့တက်မှတ်ထားတာကတော့3825မှတ်ဖို့ပြည့်အောင်ဝယ်ယူရမှာဖြစ်ပါတယ်။ကုမ္ပဏီရဲ့ကုန်ပစ္စည်းအမျိုးပေါင်း3000ကျော်ထဲမှာကိုပါပစ္စည်းပဲဝယ်ဝယ်ဝယ်ယူလို့ရပါတယ်ရှင့်။3825မှတ်ဖို့ပြည့်ဖို့အတွက်ကိုပါတယ်ဝယ်ဝယ်ရပါတယ်ရှင်။ကဲ ဲ့ဆိုလို့ရှိရင်ကျွန်မဥပမာအနေနဲ့ယုံဟင်းတရုတ်တိုင်းကျက်စာရဲ့ပလင်းချစ်တပလင်းမှာဆိုလို့ရှိရင်အမတ်1900 PV ရှိပါတယ်အကေးကိုနှစ်ပလင်းဝယ်လိုက်မယ်ဆိုလို့ရှိရင်3400 PV ကိုရရှိမှာဖြစ်ပါတယ်ကဲအဲ့ဆိုလို့ရှိရင်ကိုမပြည့်သေးဘူးကိုထပ်မံပြီးတော့ပလင်းတစ်ပလင်းကိုဝယ်လိုက်မယ်ဆိုပါဆိုပလင်းတစ်ပလင်းမှာဆိုလို့ရှိရင်အမတ်က425မတ်ရှိပါတယ်။ကဲ3400နဲ့425မတ်ကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်ကုမ္ပဏီကတက်မှတ်ထားတဲ့3125မတ် ဖိုးကိုပြည်သွားပါပြီရှင်။3825မှာဖို့ပြည့်သွားပြီဆိုတာနဲ့ကိုကုမ္ပဏီကနေပြီးတော့ကိုကိုရွှေအဆင့်ဖြန့်ဖြူးသူကိုဒစ်စထရီဘူတာဆိုပြီးတော့ပေးထားပါတယ်။ကဲအဲ့ဆိုလို့ရှိရင်ကိုစတင်ပြီးတော့ကျမတို့ဝယ်လိုက်တဲ့3825မှာမှာဆိုလို့ရှိရင်သူကနှစ်ပိုင်းခွဲထားသေးတယ်ရှင့်။ပထမအ우ဆုံးဆိုလို့ရှိရင်3400ကိုနေ့စဉ်ထဲကိုပို့ထားပြီးပြီးတော့425မှတ်ကိုလစဉ်ထဲကိုပို့ပေးထားပြီးပါတယ်။ ပထမဦးဆုံးမှာကိုယ့်ရဲ့ပယ်ဖက်ကိုစတင်ပြီးတော့မိတ်ဆက်ပေးမယ် A ဆိုတဲ့လူဆိုပါဆို A ကလည်းကိုယ့်လိုမျိုးပဲ member ဝင်မယ်2025မှာပုံဝယ်လိုက်မယ်ဆိုလို့ရှိရင်ဒီ425မှတ်ဖို့ကိုရရှိသွားတယ်လို့ A ရဲ့ A ရဲ့3400ကိုကြာတော့လေဒီနေ့စဉ်ဝင်တွေကိုပို့ထားပေးမှာပဲဖြစ်ပါတယ်ရှင်။ကဲအဲ့ဒါဆိုလို့ရှိရင်ကိုထပ်မှန်ပြီးတော့ဒီညာဖက်မှာကိုကထပ်မှန်ပြီးတော့ B ဆိုတဲ့လူကိုမိတ်ဆက်ပေးတယ်ဆိုပါဆို။ B ဆိုတဲ့လူကလည်းကိုလိုမျိုးပဲ member ဝင်မယ်ကိုဖြစ်အောင်ဝင်လိုက်မယ်ဆိုလို့ရှိရင် ပြည်ရဲ့425မှတ်ကိုလည်းလဆင်တဲ့ကိုပို့ထားပြီးပြီးတော့ပြည်ရဲ့3400ကိုလည်းနေစီမင်းတွေထဲကိုပို့ထားပေးပါမယ်။ အဲ့ဆိုလို့ရှိရင်ကိုကပဲတင်ညာတက်ရှိသွားတဲ့အတွဲကုမ္ပဏီကနေပြီးတော့ကျမတို့ကိုပတ်ငွေတထောင်ကိုကော်မရှင်ပေးမှာပဲဖြစ်ပါတယ်။ A ကနေပြီးတော့ထပ်မံပြီးတော့တွားပြမိတ်ဆက်ပေးမယ်ဆိုလို့ရှိရင် A ကလည်းအဥပမာဦးတက်ဆိုတဲ့လူကိုတွားပြမိတ်ဆက်ပေးရဲဆိုပါဆိုဦးတက်ကိုမိတ်ဆက်ပေးလိုက်တဲ့အချိန်မှာဦးတက်ကလည်း member ဝင်မယ်ကိုလိုမျိုးပဲကိုဖြစ်အောင်ဝင်လိုက်မယ်ဆိုလို့ရှိရင်အဲအေပီပေဖက်မှာလဲဦးနှစ်ဆိုတဲ့လူကိုထပ်မံပြီးတော့မိတ်ဆက်ပေးလိုက်မယ်ဆိုပါဆိုအဲဆိုလို့ရှိရင်ပေတင်ညာတက်ရှိသွားတဲ့အတွက်အေမှာလဲပတ်ငွေတ တောင်ကိုရရှိသွားပါမယ်။ကဲ SOP ကလည်းအဲ့လိုမျိုးပဲထပ်မံပြီးလူ၂ယောက်ကိုထပ်မံပြီးမိတ်ဆက်ပေးမယ်ဆိုပါဆို။ B ကလည်းဥပမာဦးတုံးနဲ့ဦးလေးကိုမိတ်ဆက်ပေးမယ်ဆိုပါဆို။ဦးတုံးနဲ့ဦးလေးဝင်ရောက်လာတိုင်းနဲ့ကို B ကလည်းပတ်ဝန်းတောင်ကိုရရှိပါမယ်။အဲ့ဆိုလို့ရှိရင်ကိုကြီးကြီးရအောင်၁၂၃၄ဒီကိုမိတ်ဆက်ထားပေးတာမဟုတ်ပါဘူး။ A နဲ့ B နဲ့မိတ်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဒါပေမဲ့ကိုနဲ့လည်းတက်ဆိုင်ပါတယ်ဆိုပြီးယူဆလို့ရပါတယ်ဆိုပြီးကုမ္ပဏီကနေပြီးတော့ကျမတို့ကိုပဲနဲ့ညာနဲ့ရှိသွားတဲ့အတွက်ပတ်ဝန်းတောင်ကိုရရှိအောင်မှာဖြစ်ပါတယ်။ စ်တာတင်မကရေးပါဘူးတင်းနှစ်သုံးလေးရနေပြီးတော့ထပ်မှန်ပြီးတော့လူနှစ်ယောက်စီကိုထပ်မှန်ပြီးတော့မိတ်ဆက်ပေးသွားမယ်ဆိုလို့ရှိရင်ကိုကိုလာကြည့်မယ်ဆိုလို့ရှိရင်ပယ်လေးညာလေးရှိသွားတဲ့အတွက်ကုမ္ပဏီကနေပြီးတော့ကျွန်မတို့ကိုပတ်ငွေ၄ထောင်ထပ်မှန်ပြီးတော့ပေးပါအောင်လို့ရှင်ဥပမာဒီပယ်ဖက်အချမ်းက၈ဝင်လာတယ်ညာဖက်အချမ်းက၅ဝင်လာတယ်ဆိုပါစို့၈၉ဝင်လာတယ်၅၉ဝင်လာကုမ္ပဏီကစုံမှပဲတိုက်မှပဲပေးပယ်နဲ့ညာနဲ့တိုက်မှပဲပေးမယ်ဆိုတော့ကျွန်မတို့ဒီမှာ၅စုံတော့တိုက်သွားပြီးပါပြီအဲဆိုလို့ရှိရင်၅စုံ ဆုံးရှိသွားတဲ့အတွက်ကုန်ရနေပြီးကျွန်မတို့ကိုပတ်ငွေ9000ပေးပါသေးတယ်ရှင်ပိုနေတဲ့3ငါဟောတဲ့ပိုနေတဲ့3ငါကြတော့တဲ့ဒီညာဖက်မှာမလာမချင်းကိုစောင့်ပေးပါမယ်အချိန်ကန့်တချက်မရှိပါဘူးပဲအချိန်ပဲဝင်လာဝင်လာစောင့်ပေးမှာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်လတဲ့လတိုင်းလည်းဝယ်ယူစရာမလိုပါဘူးဒီညာဖက်မှာဝင်လာတဲ့ဆိုတာနဲ့ကိုပဲနဲ့ညာနဲ့ညီရွာပြီဆိုလို့ရှိရင်ကုန်ရနေပြီးကျွန်မတို့ပတ်ငွေနောက်ထပ်3000ထပ်မှန်ပြီးပေးပါသေးတယ်ရှင့် ပယ်ဆက်၅ည၅ကိုတိုက်သွားပြီဆိုတာနဲ့ကိုပတ်ငွေတထောင်ခွဲရရှိမှာဖြစ်ပါတယ်။ကုမ္ပဏီကအ ਨੇ ဆုံးတရက်ကိုပတ်ငွေတထောင်ပေးပြီးတော့အမြင့်ဆုံးကိုတထောင်ခွဲထိပ်ပေးထားပါသေးတယ်ရှင်။တာတင်မကသေးပါဘူး။ PNC ကုမ္ပဏီဟာဆိုလို့ရှိရင်ကျမတို့ကိုယာထူးလဲထပ်မံပြီးပေးပါသေးတယ်ရှင့်ယာထူးကိုဘယ်လိုတွက်မှာလဲဆိုလို့ရှိရင်ကိုကနေပြီးစတင်မိတ်ဆက်ပေးလိုက်တဲ့ A ဆိုတဲ့လူကနေစတင်ပြီးပြီးဆိုတဲ့လူကနေစတင်ပြီးရည်တွက်သွားမယ်ဆိုလို့ရှိရင်ပယ်ဖက်မှာ600ညာဖက်မှာ600ရှိသွားပြီဆိုတာနဲ့ကိုကိုမန်နေဂျာဆိုတဲ့ယာထူးကိုရရှိပါမယ်ပယ်ဖက်1800ညာဖက်1800ဆိုလို့ရှိရင်ဒရိုက်တာဆိုတဲ့ယာထူးကိုရရှိမှာဖြစ်ပါတယ်ပယ်ဖက်4000ညာဖက်4000ဆိုလို့ရှိရင် resident ဆိုတဲ့ယာထူးကိုရရှိမှာပဲဖြစ်ပါတယ်ကို M MTP ဆိုတဲ့ယာထုကိုရရှိသွားပြီဆိုတာနဲ့ကိုကုမ္ပဏီကနေပြီးတကပါလုံးရဲ့ရောင်းအဖြစ်ပြီးစုစုပေါင်းရဲ့4.5ရာခိုင်နှုန်းကိုယူပြီးတော့ manager ဆိုတဲ့ယာထုကို3ပုံ၊ director ဆိုတဲ့ယာထုကို3ပုံ၊ president ဆိုတဲ့ယာထုကို9ပုံပေးထားပါတယ်။မန်နေဂျာရထူဟာဆိုလို့ရှိရင်အမြင့်ဆုံးပတ်ငွေတထောင်ခွဲထိရရှိမှာမယ်။ဒါရိုက်တာဆိုတဲ့ရထူမှာအမြင့်ဆုံးပတ်ငွေ9000ထိရရှိမှာဖြစ်ပါတယ်။ President ဆိုတဲ့ရာထူးကတော့အမြင့်ဆုံးပတ်ဝန်းကျင်တစ်သိန်းထိကိုရရှိပါမယ်ဖြစ်ပါတယ်။ဒါတင်မကလေးပါဘူး။အတက်အမခံချီလဲကုမ္ပဏီကနေပြီးတော့ပတ်ငွေ၁၀သိန်းလဲထပ်မံပေးရတယ်ရှင့်နောက်ထပ်ဒီအမွေဆက်ခံပိုင်ခွင့်လဲပေးပါသေးတယ်ရှင့်အကယ်လို့ကိုကဒီကုမ္ပဏီတက်မှတ်ထားတဲ့ promotion ကိုကိုရရှိသွားပြီဆိုလို့ရှိရင်နိုင်ငံခြားခရီးစဉ်တွေကိုပြီးတွားရမှာဖြစ်ပါတယ်အဲဆိုလို့ရှိရင်ကျမတို့ကြည့်ကြည့်ရအောင်ကျမတို့ခဏတော့ဒီဟာကြောင့်ကျမတို့ရဲ့နေ့စဉ်ဝင်ငွေပဲပေါ့နော်ရှင့်လစဉ်ဝင်ငွေမှာဆိုလို့ရှိရင်လဲ ู่เวท้าได้เรียนนะสงามบีกูยากูไปอันแบบ ိုစတင်ပြမိတ်ဆက်ပေးလိုက်တဲ့ A ဆိုတဲ့လူရဲ့425မှတ်နေစပြီး B ဆိုတဲ့လူကနေ425မှတ်နေစပြီးတော့ကိုနှစ်ရခိုင်နှုန်းကိုရရှိပါမယ်ဒီလစင်ဝင်ငွေထဲမှာလည်းရထုကိုထပ်ပေးသေးတယ်ရှင့်ဒီလစင်ဝင်ငွေမှာရထုကိုပဲလို့ပေးထားတာလဲဆိုလို့ရှိရင်4200ကို1 unit နဲ့လွတ်တက်မှတ်ပါတယ်ပဲဖက်600 unit ညာဖက်600 unit ဆိုလို့ရှိရင်မန်နေဂျာဆိုတဲ့ရထုကိုရရှိတယ်လို့ပဲဖက်1800ညာဖက်1800 unit ရှိသွားပြီဆိုလို့ရှိရင် letter writer ဆိုတဲ့ရထုကိုထရရရှိအောင်မှာဖြစ်ပါတယ်ပဲဖက်4200ညာဖက်4200ရှိသွားပြီဆိုလို့ ို့ရှိရင်လည်း president ဆိုတဲ့ရာထူးကို ထပ်မံပြီးရရှိပါအောင်မယ်ရှင်။လစင်ဝင်ငွေရဲ့ MTP ဆိုတဲ့ရာထူးကိုရရှိသွားပြီဆိုတိုင်းလည်းကိုတကပါလုံးရဲ့ရောင်းအား PP စုစုပေါင်းရဲ့30ရာခိုင်နှုန်းကိုယူပြီးတော့ manager ဆိုတပုံ၊ director ဆို3ပုံ president ကိုခုနှစ်ပုံထပ်မံပြီးပေးပါတယ်ရှင်။ဒါတနည်းပြည့်သွားတဲ့အချိန်မှာဆိုလို့ရှိရင်ပါလုံးရဲ့ရောင်းအား PP စုစုပေါင်းရဲ့600ရာခိုင်နှုန်းကိုယူပြီးတော့လည်း manager တပုံ directors ကို3ပုံ presidents ကိုကျတော့9ပုံကိုပေးထားပါသေးတယ်ရှင့်ဟုတ်ကဲ့ဒီဟာကျတော့ကျမတို့ရဲ့နေ့စဉ်နဲ့လဆင်ဝင်ငွေရဲ့အဲဝင်ငွေလမ်းကြောင်းလေးပဲဖြစ်ပါတယ်ရှင်ဒါတင်မကသေးပါဘူး GNC company မှာဝင်ငွေလမ်းကြောင်းမြောက်များစွာထပ်မံပြီးရရှိပါသေးတယ်ရှင့်ဟုတ်ကဲ့ GNC company ကနေပြီးတော့ဒီလိုအဲအခွင့်အရေးကောင်းလေးတွေကိုပေးတဲ့အတွက် GNC company ကိုအရန်ကိုကျေးဇူးတင်ပါတယ်ရှင်အခုကျမဆိုလို့ရှိရင်ဒီနိုင်ငံခြားခီးစင်တွေကိုတစ်နှစ်ကျော်ကာလပတ်အမှာကျမကိုရီးယားလည်း ရောက်ရှိခဲ့ပါပြီးပတ်စံတပြားမကုန်ဆံမလို့ပါဘူးကုမ္ပဏီကနေပြီးတော့ပို့ဆောင်ပေးခဲ့ပါတယ်ကျွန်မမိသားစုနဲ့အတူတူတွားရောက်ခဲ့ပါတယ်ရှင်ဒါတင်မကလေးပါပေကျင်းခရီးစဉ်ဒီရှန်ဟိုင်းခရီးစဉ်လည်းတွားခဲ့ပါပြီရှင်နောက်ထပ်ခရီးစဉ်ပေါင်းမြောက်များစွာလည်းကျွန်မတို့ထပ်မံပြီးတော့တွားရောက်အောင်မှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ JNC ကုမ္ပဏီကိုကျေးဇူးတင်ပါတယ်ရှင်